မင်္ဂလာပါရှင်မိုးတောက် channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်နာဆကတွတ်တွေနဲ့ပအုပ်ပြည်သူစစ် PNO PNE အဖွဲ့တွေရဲ့လက်တွဲညီစွာပူးပေါင်းတက်ခတ်မှုကြောင့်ကရလနက်ကိုင်အဖွဲ့ KND ရဲ့အပါဝင်နာဆကအစိုးရနဲ့ဆန့်ကျင်နေတဲ့လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေဟာစခန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရသလိုမိုးပြင်းမြို့တိုက်ပွဲအတွင်းမှာလည်း KNDF ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအထည်နာက ဆုတ်ခွာနေရတယ်လို့သိရှိရပါတယ်။ဒီဥတန်ဖိုင်ထဲမှာတော့နာဆကတက်တွေနဲ့ပို့ပြည်သူစစ် PNO PNE အဖွဲ့တွေလက်တွမ်းညီစာ ပူပေါင်းတိုက်ခတ်မှုအခြေအနေနဲ့ KNDF ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေစုခွာနေရမှုကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီစဉ်လေးမစတင်ခင်မှာကျွန်တော်တို့ channel ကို like subscribe နဲ့ share ပေးပါအောင်လို့တောင်းဆိုပါရစေရှင်။ပြည်ထောင်ကြီးရှင် တက်မရော်နယ်ပြည်သူ့စစ် PNO PNE အဖွဲ့တွေအားလက်တွဲညီစွာပူးပေါင်းတိုက်ခိုက်လျက်ရှိနေရာပြီးခဲ့တဲ့ရက်ပိုင်းကလည်းမိုးပြင်းအရှိဘက်ကန်ချန်းလွယ်ပေါ်ကျွရကိုတိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့သိရှိရပါတယ်။တက်မရော်နယ်ပူးပြည်သူ့စစ်အဖွဲ့တွေဟာပြီးခဲ့တဲ့မေလ28ရက်နေ့ကရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်းမြို့နယ်လုံရင်ကျေးရွာအုပ်စုစောင်းပြောင်းကျေးရွာကိုကျူးကျော်ဝင်ရောက်လာတဲ့ ကယားလက်နက်ကိုင်အဖွဲ့ KNDF ဥဆောင်တဲ့ပူးပေါင်းအဖွဲ့တွေကိုတိုက်ထုတ်နိုင်ခဲ့သလိုဇွန်လ၂ရက်နေ့မှာလည်းညောင်ရွှေမြို့နယ်ဆန်ကားကျေးရွာအုပ်စုထီးခိုကျေးရွာရေဘူးကျေးရွာစတဲ့ပို့အိုကျေးရွာတွေကိုကျူးကျော်ဝင်ရောက်လာတဲ့လက်နက်ကိုင်အဖွဲ့တွေကိုဟန်ကျက်ညီစွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ဇွန်လ၉ရက်နေ့မှာရှမ်းပြည်နယ်နဲ့ကရင်ပြည်နယ်နယ်စပ်မိုးပြဲမြို့အရှိတ်ချမ်းရှိလွယ်ပေါ်ကျေးရွာကိုထပ်မံတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။တပ်မတော်နဲ့ပို့အိုပြည်သူ့စစ်အဖွဲ့တွေဟာမိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန်အတွက် မြေပြင်တပ်ဖွဲ့တွေအပြင်လေကြောင်းတိုက်ခတ်မှုတွေပါလှုပ်ဆောင်ခဲ့ပါတယ်။ KND ရဲ့အဖွဲ့တွေအင်းလီဒေတာလက်နက်ကိုင်အဖွဲ့ IPDP အဖွဲ့တွေဟာအထိနာပြီးတော့သူတို့တွေထိန်းချုပ်ထားတဲ့တပ်စခန်းတွေကြေးရွာတွေကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။တပ်မတော်နယ်ပုတ်ပြည်သူစစ်ပီအန်အိုအဖွဲ့တွေဟာဘိုးပြင်းမြို့နဲ့ဖဲခုံမြို့တကျော်ကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီးပြီးခဲ့တဲ့2025နှစ်စံပိုင်းကစပြီးတော့မြေပြင်ထိုးစစ်အပြင်ဝေဟင်းလေကြောင်းတိုက်ခတ်မှုတွေကိုပါပြုလုပ်ခဲ့ပါတယ်။ ဇွန်လ9ရက်နေ့ကဖြစ်ပွားခဲ့တဲ့မိုးပြဲအရှိတ်ကံလွယ်ပေါ်ကျွရတိုက်ပွဲအတွင်းမှာနာဆာကတပ်တွေနဲ့ပအိုးပြည်သူစစ်အဖွဲ့တွေရဲ့တိုက်ခတ်မှုကြောင့်လက်နက်ကင်အဖွဲ့တွေဟာအလောင်းတွေကိုတောင်ပြန်လည်တည်ယူနိုင်စမ်းမရှိဘဲနဲ့စုတ်ခွာတွက်ပြေးခဲ့တယ်လို့သိရှိရပါတယ်မိုးပြဲလိုက်ကောလမ်းပိုင်းနဲ့မိုးပြဲမြို့ကိုထိ ंछ ုံနိုင်မှုအတွက်တပ်မတော်နဲ့ပအိုးပြည်သူစစ်အဖွဲ့ဟာမြေပြင်မှာစစ်ကြောင်းထိုးနေတဲ့အပြင်လေကြောင်းတိုက်ခတ်မှုနဲ့ဒရုန်းအသုံးပြုတိုက်ခတ်မှုတွေကိုနေ့စဉ်အသုံးပြုနေခဲ့ရာနာဆာကအစိုးရကိုစန့်ကျင်နေတဲ့ကရားလက်နက်ကင်အဖွဲ့ အင်းလေးဒေတာလက်နက်ကင်အဖွဲ့တို့ဟာဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာအထိခိုက်ကြဆုံများစွာဖြစ်နေတယ်လို့သိရှိရပါတယ်။တက်မတော်နယ်ပို့ပြည်သူစစ်အဖွဲ့တွေဟာအုံပြူနေတဲ့ drone တိုက်ခတ်မှုတွေဟာပုံမတိကျကောင်းမွန်လာတဲ့အတွက်လက်နက်ကင်တွေအတွက်ထိချက်မှန်တဲ့ထိုးနှက်ချက်များစွာဖြစ်လာခဲ့တယ်လို့လက်နက်ကင်အဖွဲ့ဝင်တွေကိုယ်တိုင်ဝန်ခံထားတယ်လို့ AR သတင်းဌာနကဖော်ပြချက်များအရသိရှိရပါတယ်။ တက်မတော်နဲ့ပအုပ်ပြည်သူစစ်အဖွဲ့ဟာဖဲခုံမြို့နယ်ထိစပ်နေတဲ့ညောင်ရွှေမြို့နယ်နဲ့ပင်လောင်းမြို့နယ်တို့မှာလှုပ်ရှားခဲ့ပြီးတော့ဖဲခုံမြို့နယ်အရှိတ်ဘက်ကျန်းအထိပူပေါင်းပြီးနေမေရှင်းလင်းမှုတွေလှုပ်ဆောင်လျက်ရှိနေတယ်လို့သိရှိရပါတယ်။တက်မတော်နဲ့ပအုပ်ပြည်သူစစ်အဖွဲ့တွေဟာမြေပြင်ထိုးစစ်အပြင်လက်နက်ကြီးပစ်ခတ်မှုဒရုန်းတိုက်ခိုက်မှုတွေမှာပြစ်မှတ်ပုံမှန်တိကျပြီးဒရုန်းနည်းပညာတွေအဆင့်မြင့်လာခဲ့တဲ့အတွက် တပ်မတော်ရဲ့တပ်တွေရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုအပြင်ဒရုန်းတိုက်ခတ်မှုတွေကြောင့် KNDF ဥဆောင်တဲ့ပူပါလက်နက်ခိုင်တပ်ဖွဲ့ဝင်တွေကအထိနာခဲ့ပြီးတော့၎င်းတို့ရဲ့တပ်စခန်းတွေကိုစုပ်ခွာထွက်ပြေးနေခဲ့ရတယ်လို့သိရှိရပါတယ်။ကယန်းလက်နက်ကိုင်အဖွဲ့ KNDF ရှမ်းတောင်စစ်ဒေသ PDF တပ်ရင်းများဖဲခုံမိုးပြင်းနဲ့ကရင်နီမြို့နယ်အချို့မှာ PDF လက်နက်ကိုင်အဖွဲ့တွေဟာတပ်မတော်နဲ့ပို့ပြည်သူစစ်အဖွဲ့တွေရဲ့ပူးပေါင်းတိုက်ခတ်ခြင်းကိုရင်ဆိုင်နေရတယ်လို့သိရှိရပါတယ်။ ကရားလက်နက်ကင်အဖွဲ့ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမိုးပြဲစစ်မျက်နှာမှာနေရာကောင်းများကိုလူအင်အားအပြည့်စုံနဲ့နေရာယူထားနိုင်ခဲ့ပေမဲ့အချိန်ကြာလာတဲ့နဲ့အမျှတပ်မတော်နဲ့ပုပ်အပြည့်စုစစ်အဖွဲ့တွေရဲ့ပူပေါင်းတိုက်ခိုက်မှုတွေကိုတုံ့ပြန်နိုင်စွမ်းမရှိတဲ့အပြင်မိုးပြဲစစ်မျက်နှာမှာတက်စကန်တွေတစ်ခုပြီးတစ်ခုပြန်လဲလက်လွတ်ပေးနေရပြီးမကြာမီမှာလဲမိုးပြဲမြို့တစ်ခုလုံးကိုလက်လွတ်ပေးရဖွယ်ရှိနေပါတယ် တက်မတော်နဲ့ပို့ဥပည်သူစစ်အဖွဲ့ဟာပြီးခဲ့တဲ့နှစ်မှာကရားပြည်နယ်ရဲ့အဓိကဝင်မောက်တစ်ခုဖြစ်တဲ့စီဆိုင်လွိုက်ကော်လမ်းကြောင်းနဲ့လွိုက်ကော်မြို့တို့ကိုပြန်လည်ထုံးချုံနိုင်ခဲ့ပြီးတော့ဖဲခုံမိုးပြဲလွိုက်ကော်လမ်းကြောင်းကိုဆက်လက်ထိုးစစ်ဆင်နေခဲ့ရာနိုဝင်ဘာလအတွင်းမှာဖဲခုံမြို့ကိုပြန်လည်ထုံးချုံနိုင်ခဲ့ပြီးတော့မိုးပြဲမြို့စုံအခြေဆိုင်ခမရ၄နှစ်နှစ်တက်မှာအင်အားများထက်မှန်စုဆောင်းကဒီဇင်ဘာနှောင်းပိုင်းကစတင်ပြီးတော့ မိုးပြဲမြို့ကိုအချိန်ကျင်ထိုးစစ်ဆင်နေခဲ့ရာလက်ရှိအချိန်မှာတပ်မတော်နဲ့ပုပ်ပြည်သူစစ်အဖွဲ့တွေဟာမိုးပြဲမြို့နဲ့ဖဲခုံအရှိတ်ချန်စစ်မြေနာနှစ်ခုကို ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာလက်ရှိအချိန်တွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးကယားလက်နက်ကိုင်အဖွဲ့ KNDF ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့တွေဟာမိုးပြဲမြို့နဲ့ဖဲခုံမြို့အရှိတ်ချန်တို့ကိုလည်းအနည်းနဲ့အမြဲပြန်လည်လက်လွတ်ပေးရပွဲရှိနေတယ်လို့ထင်ကြေးပေးတုံ့သက်မှုတွေရှိနေခဲ့ပါတယ်ရှင်။ မိုးပြဲမြို့ဟာကယားပြည်နယ်ရဲ့မြို့တော့လွိုက်ကော်မြို့နဲ့လမ်းမကြီးအတိုင်း18မိုင်အကွာမှာရှိနေခဲ့ပြီးဆယ်မြောင်းတာပေါင်လမ်းမှာဆိုရင်10မိုင်သာဝေးခဲ့ရာတက်မတော်ရဲ့တက်တွေကအဲ့ဒီမြို့ကိုထိန်းချုပ်နိုင်အောင်ပအိုပြည်သူစစ်ဖွဲ့တွေနဲ့ဟန်ချက်ညီစွာပူးပေါင်းတိုက်ခတ်နေခဲ့ခြင်းဖြစ်ပါတယ်တက်မတော်နဲ့ပအိုပြည်သူစစ်အဖွဲ့တွေကမိုးပြဲမြို့ကိုအလုံးစုံထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင်ကယားလက်နက်ကိုင်အဖွဲ့ KNDF ဥဆောင်တဲ့ပူးပေါင်းဖွဲ့တွေကအခက်အခဲများစွာရှိနေရာ ကရားလက်နက်ကင်အဖွဲ့ KNDF ဥဆောင်တဲ့ပူပေါင်းဖွဲ့တွေဟာမိုးပြဲမြို့ကိုလက်လွတ်မခံရအောင်ကျိုးပန်းဖွယ်ရှိနေပြီးမဲ့လက်နက်ခဲရန်ရိတ်ခါပိုင်းမှာတက်မရောကိုရေရှည်ရှင်နိုင်စွမ်းမရှိဘူးလို့ဆိုနိုင်ပါတယ်။ဒါကြောင့်မို့လဲတိုက်ပွဲတွေမှာမိုးပြဲမြို့ထိခိုက်ပျက်စီးမှုဆိုးရွားစွာမဖြစ်ရလေအောင်ကရားလက်နက်ကင်အဖွဲ့ KNDF ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေအနေနဲ့ကိုမျိုးကိုရွာကိုဖျက်ဆီးတာမျိုးမလုပ်သင့်ဘူးလို့တိုက်တွန်းတောင်းဆိုနေတာတွေလည်းရှိခဲ့ပါတယ်။ ။စီရဲနဲ့နိုင်ငံရေးအကြောင်းအရာတွေကို Telegram လူမှုကွန်ရက်မှာဖော်ပြနေတဲ့ channel တစ်ခုကရှမ်းပြည်နယ်တောင်ပိုင်းဖဲခိုမြို့နယ်အရှိဘက်ကန်းနဲ့မြို့ပေါ်မှာရှိတဲ့အကျန်းဖက်တွေကပြည်သူအိုးအိမ်တွေကိုကာကွယ်တယ်လို့ဆိုကြတယ်။ကိုရှိမာရင်တမျိုးပြီးတမျိုးတရွာပြီးတရွာမြို့ပြက်ရွာပြက်ဖြစ်တာပဲအဖက်တင်ပြီးပြည်သူအတွက်အကျိုးမရှိတာမျက်မြင်ကိုတွေပဲတစ်ခုပြီးတစ်ခုကြုံတွေ့ရပြီးပြီး နောက်ထပ်ကို့မျိုးကို့ရွာဖြတ်ပြီးကို့ဆန္ဒပြဖို့လှုပ်ချင်ကြသေးသလားမင်းတို့ကို့မျိုးကိုချစ်တယ်ကို့ရွာကိုချစ်တယ်ပြည်သူကိုချစ်တယ်ဆိုတာကိုပြန်စင်စားဖို့တင့်တယ်ပြည်သူတွေအကြိမ်ကြိမ်ဒုက္ခရောက်ကုန်ပြီးအချင်းချင်းပြန်တက်ကြမယ့်အခြေအနေကိုရောက်လာတော့မယ်လို့ဖော်ပြထားပါတယ်မိတို့ဘေးဆိုးစေကမူတက်မတော်နဲ့ပို့ဥပ္ပိစုဆက်တက်ဖွဲ့တွေဟာလက်ရှိအချိန်မှာတော့ တက်မတော်အစိုးရကိုစန့်ကျင်နေတဲ့လက်နက်ကင်တပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့စခန်းတွေရွာတွေကိုတစ်ခုပြီးတစ်ခုသိမ်းယူနိုင်ခဲ့ရာ အောင်စိတ်ကအမြင့်ဆုံးပုံစံမျိုးမှရှိနေပြီးတော့မိုးပြဲမြို့တိုက်ပွဲတွေမှာလည်းမြို့ပေါ်အထိ ရောက်ရှိလာပြီးဖြစ်တဲ့အတွက်မြို့ကိုထိန်းချုပ်နိုင်ဖို့အလားအလာများရှိနေပါတယ်။ကြားလက်နက်ကင်အဖွဲ့ KNDF ဥဆောင်တဲ့ပူပေါင်းအဖွဲ့တွေဟာမိုးပြဲမြို့ကို2023ခုနှစ်နိုဝင်ဘာလအတွင်း ထိန်းချုပ်နိုင်ခဲ့ပေမဲ့လက်ရှိအချိန်မှာတက်မတော်တက်တွေကို ရင်ဆိုင်နိုင်စွမ်းမရှိပဲစက်ခွန်းတွေတစ်ခုပြီးတစ်ခုလက်လွတ်နေရသလို လူသူလက်နက်ခဲယံပြုံးတီးမှုများစေးဝါလိုအပ်ချက်များကြောင့်မိုးပြဲမြို့ကိုအချိန်ကြာကြာထိန်းထားနိုင်မှု အလားအလာနေနေပါတယ်